င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်မောင်တော်ကစစ်တပ်စခန်း6ခုကိုအေအေကတိုက်ခိုက်သိမ်းပိုက်ရရှိပြီးစစ်တပ်ဘက်ကစစ်သား900ထက်မနည်းထေသွားကစောစည်းစွာလက်လက်ချရင်အသက်အန္တရာယ်ကင်းမယ်လို့အေအေကတတိပေးပါတယ်အိုးဘုံထောင်ကအဆောင်တွေမှာလူတရာကနေ200အထိစုပြောင်းထားရှိထားပြီးထောက်ဝတ်ဆောင်တွေကိုလည်းလုံလောက်စွာမပေးတဲ့အတွက်အကျဉ်းသားတွေမှာအရေးပြားယောဂါတွေဖြစ်ပွားနေတဲ့တဲ့င်းပါဝင်နောက်ဆုံးရတဲ့တဲ့င်းတွေကိုတင်ဆက်ပေးပါမယ်ရှင် ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်းတစ်ပုတ်ကတော့ရခိုင်ပြည်မောင်တော်မြို့နယ်ကစစ်ကောင်စီတပ်စခန်း6ခုကို AA ကတိုက်ခိုက်သိမ်းပတ်ရရှိထားပြီးမောင်တော်တန်တွဲနဲ့အန်တိုက်ပွဲတွေအတွင်းမှာစစ်တပ်ဘက်ကစစ်သား900ထက်မနည်းတေသွားကလက်နက်ခရံအလောင်းတွေကိုသိမ်းဆည်းရရှိခဲ့တယ်လို့ AA ကမနေ့ကညပိုင်းမှာသတင်းထုတ်ပြန်လိုက်ပါတယ်။ဇွန်လပထမမှအတွင်းကမောင်တော်တန်တွဲနဲ့အန်ရွနယ်တွေမှာအဓိကဖြစ်ပွားနေပြီး တိုက်ပွဲတွေဆက်လက်ပြစ်ထန်နေရလို့လည်းသိရှိရပါတယ်။ဘူဒီတော်မြို့ကရန်သူစစ်ကောင်စီရဲ့တပ်စခန်းတွေအလုံးကိုလည်းတခုမကြံသိမ့်ပိုက်ပြည့်တဲ့အချိန်ဘူဒီတော်နဲ့နေမြချင်းကက်နေတဲ့မောင်တော်မြို့ကစစ်ကောင်စီရဲ့လက်ကျန်တပ်စခန်းတွေကအချို့ကိုဇွန်လနေ့ရက်နေ့ကနေစတင်ပြီးအာရခတပ်တော်ကတပြိုင်နက်တည်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိမောင်းတော်မြို့နယ်ကတာဝါတိုင်းစကန်ကြောက်ပန်တူစကန်ခွတ်စုံပြင်းစကန်မြင်းလွစကန်အင်းဒင်စကန်နဂကကိုစကန်တို့ကိုအပြည့်အစုံသိမ်းပိုင်နိုင်ခဲ့လို့လဲအရခတက်တော်ကသတင်းထုတ်ပြန်ထားပါတယ်။ဒါအပြင် မောင်းတော်မြို့နယ်ကစစ်ကောင်စီရဲ့လက်ကျန်စကန်တွေဖြစ်တဲ့နဂကလေးမော်ရာတီအလဲတန်ကျော်နှကောင်းတို့စကန်တွေအပါအဝင်တခြားလက်ကျန်စကန်တွေကိုလည်းအေအေကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမှာဖြစ်တယ်လို့လဲဆိုထားပါတယ်။အဲဒီစကန်တွေမှာရှိတဲ့စစ်ကောင်စီ ီတက်ဖွဲ့ဝင်အနေနဲ့စောစည်းစွာလက်လက်ချအညံ့ခံရင် အသက်အန္တရာယ်ကင်းဝေးမယ်လို့လည်းအေအေကသတိပေးထားပါရဲ့ရှင်။ ဒီတစ်ခါမှာတော့တင်းသားရဲ့တင်းသားရဲ့မြို့နယ်ညောင်ပင်ရွာအခြေဆိုင်အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ961တရင်ကတပ်သားတို့ဟာအထက်အရာရှိတွေရဲ့ဖိနှိပ်ညှဉ်းပန်းနှိပ်စက်မှုကြောင့်ကိုကိုကို တနက်နေ့ပြစ်ခတ်ပြီးအစုံးစီရင်သွားခဲ့လို့သိရှိရပါတယ်။ဇွန်လ9ရက်နေ့မနေ့အစောပိုင်းတနင်္ဂနွေကတင်းသားရဲ့မြို့နယ်ညောင်ပင်ကွင်းရွာအခြေဆိုင်အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ961တရင်က ညောင်ပင်ကွင်းတရားစစ်စေးဂိတ်မှာတာဝန်ကျနေတဲ့စစ်သားဆိုင်ကိုဟာအထက်အရာရှိတွေရဲ့ဖိနှိပ်ညှဉ်းပန်းနှိပ်စက်မှုတွေကိုမခံနိုင်ရတဲ့အတွက် ကိုကိုကိုတနက်နဲ့ပြစ်ခတ်ကအဆုံးစီရင်သွားတာလည်းဖြစ်ပါတယ်။အကြက်ဖက်စစ်ကောင်စီရဲ့ခမရ961တရင်ကတက်တွင်းအရာရှိတွေဟာလောက်ငယ်သားတွေအပေါ်ကိုညှဉ်ပန်းနှက်ဆက်မှုတွေဟာတနေ့တည်းတနေ့ပုံမှုဆွေးရလာပြီးထပ်ပြေးကြသူတွေလည်းများလာတယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ22ရက်နေ့ကလည်းညောင်ပင်ကြီးရွာအခြေစိုက်ခမရ961တရင်လက်အောက်ခံညောင်ပင်ဝင်းတရာစစ်စေးကပြည်သူစစ်တပ်ဟာလည်းတနက်တည်းကြည်ပေါက်စနှစ်ခု ကြည်တရာ38တောင်ကိုယူဆောင်ကဘိတ်ခရိုင်ပြည်သူ့ကာကွယ်တပ်တော်တရင်းနစ်စီမှာအလင်းဝင်ရောက်လာခဲ့လို့လည်းသိရပါရရှင်။ ီခါမှာတော့ရခိုင်ပြည်စစ်တွေမြို့နယ်ဗျိုင်းပြူကျေးရွာကအပြစ်မဲ့အရက်သားအမျိုးသမီးအမျိုးသားအပါအဝင်86ဦးကိုအစုလိုက်ပြုံလိုက်တပြက်ခတ်တဲ့အာနာသိန်းစစ်ကောင်စီကိုရခိုင်အရက်ဘက်အဖွဲ့အစည်းတွေနဲ့ညီနောင်မဟာမိတ်လူမျိုးအဖွဲ့အစည်းတွေကပြင်းထန်စွာကန့်ကွက်ရှုံချတယ်လို့ဇွန်လ9ရက်နေ့မှာထုတ်ပြန်ကြေညာလိုက်ပါတယ်စစ်ကောင်စီစစ်ကြောင်းဟာဗျိုင်းပြူရွာသားတွေအပေါ်မှာရဲဆက်ဆက်လူမဆန်စွာအစုလိုက်ပြုံလိုက်တပြက်တာအလောင်းတွေကိုဖျောက်ဖျက်တာနဲ့အမျိုးသမီးတွေကိုမူရင်းကျစ်တပြက်တာစတဲ့စစ်ရ ာဇွတ်မှုတွေလူမဆန်တဲ့ပြစ်မှုကျွလွန်တာလူမျိုးတုံတပ်ဖြတ်မှုတွေကိုပြောင်ကြကြကျွလွန်ခဲ့တာလို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်ဒါအပြင်လူအသည့်တရားကိမဲ့စွာရက်ဆက်ကြံ့ကြုတ်လို့နဲ့လူတမ်းမှုကြီးကိုကျူးလွန်ခဲ့ကြသူတွေကိုနိုင်ငံတကာကရခိုင်အဖွဲ့အစည်းတွေနဲ့ညီနောင်မဟာမိတ်လူမျိုးအဖွဲ့တွေကနေပြင်းထန်စွာကန့်ကွက်ရှုံချလိုက်ပြီး ပြင်းမှုကျွတော်နဲ့အကျန်းဖက်သမားတွေကိုတိတိယအရေးယူအပြစ်ပေးဖို့ကိုလည်းတောင်းဆိုထားပါဗျ။အဲလိုအကျန်းဖက်မှုတွေလှုပ်ဆောင်နေတဲ့အာနာရှင်စစ်အုပ်စုကိုအာဆီယံနဲ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ်ကနေထုတ်ပယ်သွားဖို့အတွက်အရှိတောင်အာရှနိုင်ငံများအဖွဲ့အာဆီယံနဲ့ကုလသမဂ္ဂအဖွဲ့ချုပ် United Nation တို့ကိုအလင်းနဲ့တိုက်တွန်းတောင်းဆိုရလို့လေရခိုင်နဲ့တိုင်းရင်းသားလူမျိုးအဖွဲ့အစည်း203ဘွဲ့ကပြောဆိုထားပါရှင်။ မန္တလေးရဲ့တရင်တပုတ်ကိုတင်ဆက်ပေးကြပါမယ်။မန္တလေးတိုင်းကြောက်စင်မြို့နယ်မှာအကြမ်းဖက်စစ်တပ်အတွက်စစ်သားသစ်စုဆောင်းပေးနေတဲ့လက်နက်ကိုင်ပြူစော်တီခေါင်းဆောင်သိန်းစွေကိုပြစ်ခတ်တိုက်ခတ်ခဲ့ရမှာပွဲချင်းပြီးထေသွားရလို့ကြောက်စင်မြို့နယ်တော်လှန်ရေးတပ်ကတာဝန်ရှိသူတို့ကပြပြပါရယ်။ဇွန်လ6ရက်နေ့ကကြောက်စင်မြို့နယ်တင်ပြိုကျေးရွာကလက်နက်ကိုင်ပြူစော်တီခေါင်းဆောင်သိန်းစွေခေါ်ဘူးလွယ်ဟာဇနီးဖြစ်သူနဲ့ကြောက်စင်မြို့ကနေဆိုင်ကယ်နဲ့ပြန်လာစဉ်တွင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကပြစ်ခတ်တိုက်ခတ်ခဲ့ရမှာ နေရာမှာပဲပွဲချင်းပြီးတည်သွားကဇနစ်ဖြစ်သူကတော့ထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။တည်ဆုံးသွားတဲ့ပြူစော်တီခေါင်းဆောင်တင်းဆွေဟာတင်းပြိုကျဲရွာအုပ်ချုပ်ရေးမှူးအောင်ဖြစ်ပြီးပစ္စတိုတနတ်ကိုကန်ဆောင်ထားကအကြက်ဖက်စစ်တပ်အတွက်စစ်သားတစ်ဆူဆောင်းပေးတာတွေလုပ်ဆောင်နေသူဖြစ်တယ်လို့လည်းတော်လဲတပ်ဖွဲ့ဝင်တွေကပြောပြပါတယ်။ဒါအပြင်ကျဲရွာအတွင်းစစ်တပ်လာရင်ရိတ်ခါပို့ပေးတာပြည်သူတွေဒုက္ခရောက်စေဖို့ရွယ်ချက်နဲ့အကြက်ဖက်စစ်တပ်ကိုသတင်းပေးတိုင်ချမ်းမှုတွေပြုလုပ်နေတယ်လို့လည်းသိရှိရပါတယ်။အဲ့ဒီတည်ဆုံးသူ ူစောဒီကောင်းဆောင်သိန်းစွေစီကနေကိုမမကြီးခုနှစ်တောင်းလက်ကန်ဖုံး၃လုံးငွေ၂000နဲ့ဆိုင်ကယ်တစ်စီးကိုသိမ်းဆည်းရရှိခဲ့လို့လည်းသိရှိရပါရဲ့ရှင်။ စကန်းတန်းတဲ့ပုတ်ကိုတင်ဆက်ပေးကြပါရစေ။စကန်းတိုင်းဘုဒ္ဓလင်မြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်တပ်သားတွေကိုတတ်ခတ်ရမှာစစ်တပ်ကငါးဦးထိသွားသလို PDF ရဲဘော်တို့လည်းကြာဆုံးခဲ့ရတယ်လို့ဘုဒ္ဓလင် Mobile Team BMT အဖွဲ့ကတာဝန်ရှိသူတို့ကပြောပြပါရစေ။ဇွန်လ6ရက်နေ့မနေ့3နိုင်လောက်မှာအင်အား40နဲ့ဘုဒ္ဓလင်မြို့ပေါ်ကနေမြောက်ဖက်ကိုထွက်ခွာလာတဲ့အကြမ်းဖက်စစ်သားတွေဟာဖုန်ကြီးလမ်းခွဲအရောက်မှာအဲ့ဒီနေရာမှာရှိနေတယ်။ဇရက်နဲ့ဈေးဆိုင်ကိုမီးရှို့ဖျက်ဆီးသွားခဲ့လို့လည်းသိရှိရပါရစေ။အဲ့ဒီနောက်ဘုဒ္ဓလင် ်မြို့ဘက်ကိုမြို့တစ်ချောင်းဖောက်လန်းကနေကိုက်ပတ်ပြီးပြန်လည်ထွက်ခွာရပါမနဲ့9နိုင်ခွဲလောက်မှာနှောရင်ကျွာအနောက်ဖက်အရောက်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲတကယ်မို့တွင်းမှာအကြမ်းဖက်စစ်သား9ဦးဟာတေသွားကဆယ်ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအကြမ်းဖက်စစ်တပ်က40မမနဲ့ပြန်လည်ပစ်ခတ်မှုကြောင့်ဘုဒ္ဓနယ်မြို့နယ်ပကပကရဲဘော်တို့ဟာကြဆုံးသွားခဲ့ရပြီးဘုဒ္ဓနယ်မိုဘိုင်းတင်းကရဲဘော်နှူးဟာလည်းမစိုးရံဒဏ်ရာရရှိခဲ့လို့သိရပါပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့မန္တလေးမြို့အုပ်ဘုအချင်းထောင်မှာအချင်းသား90ခန့်ထားတဲ့အဆောင်တွေကိုလူဦးရေ100ခန့်နဲ့200ခန့်ထိစုပြုံထားရှိပြီးထောင်ဝတ်ဆောင်တွေကိုလည်းလုံလောက်စွာမပေးထားတာကြောင့်အချင်းသားတွေဟာအရေးပြားယောဂါတွေဖြစ်ပွားနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက် PPNM ကဥဆောင်ကော်မတီဝင် ကိုတိုက်ထွန်းကပြပြပါရယ်အုပ်ဘုအချင်းထောင်မှာလက်ရှိအချင်းသူအချင်းသားတွေဟာတူနဲ့တူထက်လို့နှိပါအိတ်ဆက်နေရတယ်လို့ညွေရသည်မှာလည်းအလွန်ပြင်းထန်တဲ့အပူဒဏ်ကိုခံစားခဲ့ကြ ချက်ရပြီးမိုးရာသီမှာလည်းအဝတ်အစားတွေချောက်ဖို့ခရင်တာအဝတ်ထည်လုံလောက်စွာမရရှိတာတို့ကြောင့်ရာနာတွေပောက်ပွားနေရလို့လည်းကိုယ်တိုက်ထုံးကပြပြပါတယ်ဒါအပြင်နေရာကိစ္စနဲ့ပတ်သက်ပြီးနိုင်ငံရဲ့အကျဉ်းသူတူနဲ့အခြားမှုအကျဉ်းသူတူတို့စကားများကြရမှာလဲနိုင်ငံရဲ့အကျဉ်းသူကိုထောင်အာဏာပိုင်တွေကတိုက်ပိတ်ခဲ့တာတွေလုဆောင်ခဲ့လို့လည်းသိရှိရပါဗါး အမျိုးသမီးဆောင်တွေမှာလည်းနေရမလုံလောက်မှုတော့ကိုယ်ဝန်ထမ်းအချင်းသူတွေနဲ့ကလင်းငယ်တွေမှာအပူနာမိဖုတွေဆွဲကပ်ခန်းစားနေကြရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNN ကကိုတိုက်ထုံးကပြောပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျမညပါ။